ဒီနေ့ကတကြံနှစ်စံတည့်နှစ်ဖြစ်တဲ့အတွက်ကျွန်တော်က GD စိတ်ဝင်စားလူတွေအတွက် discount တစ်ခုကျွန်တော်ပေးဖို့ရှိပါတယ်။အဲဒီ discount လေးကတော့ကျွန်တော်မကြသေးမီကဖွင့်လှစ်ထားတဲ့ GD အတန်းလေးမှာလာအပ်မှာဆိုလို့ရှိရင်ကျွန်တော်ကဒီသသိန်းခွဲတန်ကိုကျွန်တော်ဘာအပ်အပ်သသိန်းနဲ့တယောက်ခွင့်ရမယ် discount ဖြစ်ပါတယ်။အဲဒီ class ကကျွန်တော်မူရင်းစေးကကျွန်တော် GD တန်းကိုကျွန်တော်သသိန်းခွဲပေးရတယ်။ဒီ PGD ကိုကျွန်တော်သသိန်းနဲ့1000ပေးရတယ်ဗျာ။ဒါပေမဲ့ကျွန်တော်အခု တကြနှစ်တကူဖြစ်အတွက်ကြောင့်ဒီ18ရက်နေ့ကနေပြီးတော့ကြောင်းဒီ20ရက်နေ့အတွင်းလာအပ်ရလူတွေထဲကကြောင်းတယောက်ကိုရွေးချယ်ပြီးတော့ကြောင်းဘာအပ်သသိန်းနဲ့တလကိုပေါ့နော်တလကိုသသိန်းနဲ့တက်ခွင့်ရအောင်ကြောင်းလုပ်ပေးတော့မှာဖြစ်ပါတယ်အပြင်ကတင်တန်းနေမှာဆိုလို့ရှိရင်ဂျီဒီကိုတလားတလားကိုကြောင်းဒီသသိန်းနဲ့တင်မင်းနဲ့တင်တန်းကရှားတယ်ရှိတဲ့တင်တန်းတွေကကြောင်းစတင်ချိန်နည်းနည်းပဲတင်ပြီးတယ်ပေါ့နော်ကြောင်းသူလက်ရှိတင်တန်းမှာကအာသသိန်းကွဲနဲ့ကျွန်တော်ဘာကြီးတင်ပြီးလဲဆိုတော့ကြောင်းတစ်ပတ်တစ်ပတ်ကိုကြောင်းစတင်ချိန်9ရက်ရှိတယ်ဗျာအာတစ်ရက်ကိုလည်းကြောင်းနှစ်ချိန်တင်ပြီးတယ်ဆိုတော့ ော့စတင်ချိန်အများကြီးနဲ့ကျွန်တော်ဈေးတက်တာနဲ့တင်ပေးမှာဖြစ်တယ်ဆိုတော့တချို့တွေကမေးကြရှိတယ်ကဒီတင်တန်းကဈေးနေပြီးတော့ထိရောက်ပါမလားပေါ့တင်ကြားပေးမဲ့ဆရာကြီးထဲမှာလည်းကျွန်တော်အပါဝေးအရင်ချင်းပြည့်မီတဲ့ဆရာတွေကိုပဲတီးတက်ခေါ်တင်တာဖြစ်အတွက် မထီရမှာကိုလုံအောင်စိတ်မူပါတယ်ဗောနော်ဒါဆိုလို့ရှိရင်လုံခဲ့တဲ့ဒီ၃လနှစ်ကလေးကဗောတော့ဒီ migrate ကြောင်းကြောင်းဆရာလုံးခဲ့ဘူးတဲ့ဂျီကိုလည်းလက်ရှိချိန်ထိတင်ခဲ့နေတာကြောင်း၃နှစ်လောက်ရှိနေပြီဗောနော်ဆိုတော့အဲ့အတွက်လည်းလုံအောင်စိတ်မူဘူးနေဗောနော်ပြီးလို့ရှိရင်ကိုယ့်နေရဒီအတောင်းလက်သက်မှဆိုလို့ရှိရင်ဆာလုံးယုံပဲဗောနော်ကြံတဲ့ဒီဆောင်းမွဲဝေတာတွေဂျီအကောက်ဖွင့်တာတွေ ပြီးရရှင်ကြီးဒီအောင်ပြီးတာနဲ့ကျောင်းကျောင်းလျှောက်တာတွေကအစကျောင်းလိုက်ပြီးတော့အသေးစိတ်ဆွေးနွေးပြီးတော့ကူညီပေးတယ်ဗျာကျောင်းလျှောက်ဆိုတာကဥမာကွာကြီးဒီအောင်ပြီးဘယ်နိုင်ငံမှာကျောင်းတက်ချင်တယ်အဲ့တက်ချင်တဲ့ကျောင်းမှာဘယ်လိုမျိုးတွေရှိတယ်ဘယ်ကျောင်းတက်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေဆိုတာအစကျောင်းတယောက်ချင်ကိုအသေးစိတ်ဆွေးနွေးပြီးမှဖြစ်တယ်ပြီးတော့ပို့ပြီးကောင်းတဲ့ချက်ကကျောင်းခု class ထဲမှာပါเนาะကျောင်းအင်္ဂလိပ်စာအားနည်းလူတွေအတွက်တစ်ပတ်ကိုတစ်ချိန်သော English reading class ဆိုပြီးကျောင်းတည်တံ့ထားပြီးတော့ပေါ့เนาะအဲ့မှာကျောင်းကဒီ GD အတွက်လိုအပ်တဲ့ကျောင်းဒီအင်္ဂလိပ်စာဖတ်နည်းလေးတွေအင်္ဂလိပ်စာကိုဘယ်လိုနားလည်အောင်ဖ ဖတ်ရမလဲဘလိုမျိုးမြင်မြန်ဖတ်ရမလဲဆိုတော့ဟာလေးကျွန်တော်သင်ကြားပေးမဲ့ဒီ English Reading Class ကိုလည်းအခမဲ့ ထည့်ထားပေးပါတယ်အာတင်ကြရမယ့်ကာလကလည်းကြောင့် GD ဆိုလို့ရှိရင်6လဒီ PGD ဆိုလို့ရှိရင်4လဆိုတော့အဲ့ကာလအတွင်းမှာစာလေးကိုတည်ချိုင်းလိုက်လို့မှဆိုလို့ရှိရင်တော့အဲ့ဒါပြီးရတဲ့ကိုယ်အနေနဲ့တခါတည်းတန်းဖြီလို့ရပါတယ်ဆိုတော့ promotion ကာလကဒီအခု18ရက်ကနေပြီးတော့ဒီဒီလ20ရက်နေ့အထိပဲဖြစ်တာဖြစ်တဲ့ဒါကိုယ်အနေနဲ့ promotion ရချင်တယ်ဆိုလို့ရှိရင်တော့ဒီတနက်ကိုအမြန်ဆုံးလာအပ်လိုက်ပါတလားကိုတသိန်းနဲ့တက်ခွင့်ရမှာ